အနာဂတ်ကိုအဆုံးဖြတ်ပေးသားလို့ဘာနာတိုဆေးပါပြောဘလွန်ကျသူများအတွက်ကျမတို့ရဲ့ဝမ်းမြောက်ချက်များကိုလည်းကြိုဆိုလိုက်ပါတယ်။ယာတီကုံမှာမန်စီးတီးတင်းနဲ့စာချုပ်ပြေးမဲ့အသင်းကောင်းဆောင်ဘာနာတိုဆေးပါကအနာဂတ်နဲ့ပတ်သက်လို့ဆုံးဖြတ်ပေးသားဖြစ်တယ်လို့အခုချိန်ကစာချုပ်တစ်ကြောင်ပြောဆိုဖို့အချိန်မဟုတ်သေးဘူးလို့ပြောကြားလိုက်ပါတယ်။အသက်32နှစ်ရွယ်ပေါ်တူဂီကွင်းလယ်လူဆေးပါကအခုရသည်မှာမန်စီးတီးအသင်းကောင်းဆောင်လက်ပတ်ကိုဝစ်စင်ခွင့်ရတာကတာဝန်ကြီးသလိုဂုဏ်ရဆုံးကိစ္စဖြစ်ပါတယ်လို့ပြောထားပါဗျ။ ်မန်စီးတီးတင်းနဲ့တူဘောလုံးရသည့်၉ခုကြာလက်တွဲခဲ့တဲ့စေဘာကိုဂျူဗင်တပ်စ်နဲ့ဘင်ဖီကာတင်းတို့ကစိတ်ဝင်စားနေခဲ့ကြတာဖြစ်ပါတယ်စေဘာကမန်စီးတီးတင်းနဲ့တူပရီးမီးယားလိချန်ပီယံဆု၇ချိန်ပါဝင်စူပလာအောင်မြင်မှုတွေရောက်ထားနိုင်တာဖြစ်ပြီးတော့အခုနှစ်စောပိုင်းမှာအသင်းနဲ့လမ်းခွဲဖို့သတင်းတွေထွက်ခဲ့ပေမဲ့နောက်ပိုင်းမှာဆက်နေပြေခဲ့တာပါ လက်ရှိမှာလည်းလာမယ့်နေရာဒီမှာမန်စီးတီးတင်းနဲ့စာချုပ်ပြိမဲ့စေဘောက်ခွေဖို့အတွက် sorry blue league တင်းတွေကစိတ်ဝင်စားနေကြပါတယ်။အနာဂတ်နဲ့ပတ်သက်လို့ဆုံးဖြတ်ထားပြီးဖြစ်တာကြောင့်အခုချိန်မှာကွင်းတွင်းရလတ်တွေကိုပဲအပြေးဝအာယုံစိုက်ထားပါတယ်လို့မိုနာကိုတင်းနဲ့ကစားမဲ့ချန်ပီယံလိပွဲစဉ်မတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာစေဘောက်ကပြောသွားပါတယ်။မန်စီးတီးသင်းကကွန်းလက်လူတီဘရိုင်းအသင်းကနေထွက်ခွာပြီးနောက်အခုရသည့်အတွက်အသင်းကဆောင်ဖြစ်စေဘောက်ကိုတာဝန်ပေးထားခဲ့တာဖြစ်ပါတယ်